မိသားတစုတို့ဓမ္မဒါနပြုသည်ဖြင့်ဟောကြားအပ်သောကဆုံလပြည့်ဗုဒ္ဓနေအကြောင်းဒီနေ့ကဆုံလပြည့်ဟာဗုဒ္ဓနေဥသူတို့ဗုဒ္ဓဘာသာတွေသတ်မှတ်ကြ။ဘာဖြစ်လို့လဲလို့မေးလိုက်တော့ဖွားပွင့်ဟောဆံဗျာဒိတ်ခံမှတ်ရန်ကဆုံလပြည့်ကျုံဆိုပြီးတော့ဒီလိုသတော်ကောင်းတွေမှတ်တမ်းတင်ထားတာရှိတယ် နောက်တနည်းအားဖြင့်လည်းပဲဗျာဒိတ်ဖွားမြင်ဘောဓိပင်စံဝင်နိဗ္ဗာန်နံကဆုံလာပဲဗျာဒိတ်ဆိုတာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးလေးသိင်ချင်တဲ့ကဘာတသိန်းကာလရဲ့အထက်ကဒီပင်ကရာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ခြေတော်ရင်မှာဝတ်ဆင်းပြီးတော့ဗျာဒိတ်ပန်းခံယူခဲ့တာအခုလို့ကဆုံလာပြီအဲကြောင့်မို့ဗျာဒိတ်ဆိုပြီးတော့ဒီလိုမှတ်တမ်းတင်တယ် နောက်တကနောက်ဆုံးဘဝဤဘဝရောက်တဲ့အခါပရိသန်တွေနေပြီးတော့ဆယ်လကြာတဲ့အခါဖွားမြင်တာလည်းပဲအခုလိုကစုံလာပြည့်ပဲအဲ့ဒါကိုလေဒီဆရာတော်ကြီးကတန်တေယူကဆယ်လကြာတော့တန်တေယူကဆယ်လကြာတော့မဟာသက်ကလေး68ကျုံကစုံလာပြည့်တောက်ကြနေဝဲ့ ချမ်းမြေဆုံးသည်လုံးမနီနိုင်မဟီလိုက်စု ဖွာတော်မူသည်နတ်လူအောင်မြို့လမ်းမာကိုနတ်လူအောင်မြို့လမ်းမာကိုဒီလိုလေးမတန်တင်ထားတယ်ဒါဥဒ္ဓနငယ်ငယ်ကြက်ခဲရတဲ့ကြပြာလေးတွေပေါ့တန်တေယူကဆယ်လကြာသောမဟာတဂရီ68ကျုံကဆုံလပြေတော့ကြနေဝဲ မာသကရေ68ခုကစုံလားပြည့်တောက်ကြနေဖရာလောင်းပါဖြစ်တော့ဖွားမြင်နေအဲ့တော့ကစုံလားပြည့်နေဟာနဘတ်နှစ်နေနဲ့မှတ်ရမှာကမြတ်စွာဘုရားအလောင်းတော်ဖွားမြင်တော်မူသောနေလို့ဒီလိုမှတ်ရပါမယ်ဖွားမြင်တော်မူတဲ့အခါမှာလဲထူးထူးခြားခြားအံ့ဩစရာကောင်းတာကဘုရားအလောင်းသိဒ္ဓရမင်းသားလေးကဖွားပြီးလျင်ဖွားပြီးခြင်းပဲ ဲ့ဒါလမ်းလျှောက်တယ်ခြေလမ်းခုနှစ်လမ်းလှမ်းတော်မူတယ်ခြေလမ်းခုနှစ်လမ်းလှမ်းပြီးတော့လက်ညှိုးကို ထောင်ပြီးတော့မှစကားသုံးခုနဲ့ကြွေးကြော်တော်မူပြန်တယ်အဂောဟမသမိလောကတလောကကြီးထဲမှာငါဟာအမျက်ဆုံးပဲအယမန္တိမဇာတိ ဒီဘဝဟာနောက်ဆုံးဘဝပဲနတ္ထိဒါနိပုဏ္ဏဘဝနောက်ထပ်ဘဝသစ်ဆိုတာငါအတွေ့မဖြစ်နိုင်တော့ဘူးတဲ့ဖခင်လောင်းရဲ့အံ့ဩစရာကောင်းတာဘဝပြီးပြီးချင်းလမ်းလျှောက်တာရဲ့နောက်တကဘဝပြီးပြီးချင်းပြောတဲ့စကားသုံးခွန်းရဲ့ဟာတိတ်ပြီးတော့အံ့ဩစရာကောင်းတယ်အဲ့ဒါကိုရဲရဲတောက်စကားတွေဖြစ်လို့အာသဘီဝါစာလို့ဒီလိုခေါ်ကြတာ အဲ့ဒီလိုရဲရဲတဲ့ဇကားတွေကိုကြွေးကြော်သွားတာလည်းပဲသူတော်ကောင်းတို့မှတ်ပါကစုံလာပြီလို့ဒီလိုမှတ်လိုက်ကြပေါ်မြင်တော်မူပြီးတော့16နှစ်အရွယ်ရောက်တဲ့အခါရာမတုပသူရာမလို့ခေါ်တဲ့ထီနန်၃ရက်ကိုလက်ခံတော်မူတဲ့သိမ့်ပိုက်တော်မူတယ်။နတ်စည်းစိမ်နဲ့ခံစားတာက73နှစ် အဲ့တော့73နှစ်ခံစားပြီးတော့ရွယ်မှုနှုပြို့29မှာမြတ်စွာဘုရားတောထွက်တော်မူပြန်တယ်။ဘုရားအလောင်းတော်တောထွက်တော်မူတယ်။အဲ့ဒါကိုဥစဉ်တို့ငငယ်ကကြက်ခဲ့ရတဲ့စာက ဖွားမြင်မြောက်သော76နှစ်ရွယ်မြို့နှုနေနိုင်သုံးသွဲရွှေနံသိမ်းမြန်းပြည်လေ73နှစ်လျင်ဘုံတိလျံလူရှမ်းတော်မူ၍ရွယ်မှုနှုပြို့29ဝယ် ရွေမူနူဖြို့29ဝဲလေးမျိုးနမိတ်နတ်ပြခိတ်ကြောင်းရွှေစိတ်ညင်ညိုတန်ဝေဘောက16နှစ်ကနေထီးနှန်းဆန်လိုက်တာ73နှစ်ကြာတယ်29နှစ်တို့ရောက်လာတဲ့အခါနန်းတော်ထဲမှာနေကြည့်နေရတဲ့ဖရာလောင်းဟာမြို့အပြင်ကိုထွက်ကြည့်တယ်ပထမဆုံးသူ့အိုတွေးတယ်အိုနေတဲ့လူ ဒုတိယနေ့မှာနာနေတဲ့လူတွေ့တတိယနေ့မှာသေတဲ့လူကိုတွားတွေ့ဒီလူတွေဘာဖြစ်လို့အိုကြနာကြသေကြတာလဲလို့ကြည့်လိုက်တော့ခန္ဓာရှိလို့အိုကြနာကြသေကြတာဒီလူတွေခန္ဓာရှိတယ်လို့ငါလဲခန္ဓာရှိတာပါလားဆိုတာဗဟိရရဲ့ဖြစ်ပျက်ကိုအစ္ဆတ္တာစွဲသွင်းပြီးတော့မှအဲ့ဒီမှာတံဝေကညံနေဖြစ်ခဲ့ပါ